မင်္ဂလာပါအဲ့ရဲ့ channel ကလည်းကြိုဆိုလိုက်ပါရယ်လူကြီးမင်းတို့အတွက်ရင်ခုန်စိတ်လှရှားပွဲရအချစ်စလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဲ့ရဲ့ channel လေးကို subscribe လုပ်ပြီးဒေနာက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါရှင်အခုပဲအဲ့ရဲ့အတန်နဲ့အချစ်စလန်းခရီးလေးတွေကိုအတူတူဝင်ရောက်လိုက်ပါနော်အဲ့ဒီနောက်ပိုင်းမှာတော့ရင်ခုန်စရာကောင်းတဲ့အချစ်စလန်းကြီးပါပဲအမှတ်တရဖြစ်ခဲ့တာလေးတွေကိုတော့ခမရတို့ကိုပြောပြပါမယ်။မျက်စိရှက်စရာတွေပါလာမဲ့ကိစ္စဆိုတော့မဖက်ရဲကြဘူးဆိုရင် နောက်လာမဲ့တချို့အပိုင်းလေးတွေကိုကြော်ဖက်ကြပါလို့ တရားဝင်ချစ်သူတွေဖြစ်ပြီးတဲ့နောက်မှာတော့အရန်ပွင့်လင်းလာတယ်တကယ်ပြောတာကြားဘူးတဲ့ရီးစားဇလန်းများတဲ့ကမိန်ကလေးတွေလို့မဟုတ်ဘူးကျွန်တော်ကြားဘူးတလို့ပြောလိုက်ရင်တခြားဆောင်နွဲတွေလို့ချင်းတွေ့ပြီဆိုဟိုဟာတားဒီဟာတားတာမရှိဘူးနောက်မှသူပြောပြလို့သိရတာကကျွန်တော်ကိုသူ့ဘဝတသက်လုံးအတွက်ရည်စူးပြီးရွေးချယ်လိုက်တာတဲ့ကျွန်တော်ကသူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးချစ်သူပဲတဲ့ကျွန်တော်သူ့ကိုမယူလို့ကတော့သူ့ဘသူကိုမှမယူတော့ဘူးတဲ့ဒါကြောင့်အခုချိန်ကစပြီးသူ့ကိုကျွန်တော်ပိုင်နေတဲ့ဒါကကျွန်တော်နောက်မှသိရတာ ခမရတော့ကျွန်တော်ယင်ခုံစရာအကြောင်းလေးတွေဖတ်မိတဲ့သူရှိရင်စိတ်ထဲကကျွန်တော်ကောင်မလေးအညာလွယ်လာကြည်လားလို့ထင်မှဆိုလို့ကြိုတင်ရှင်းပြထားတာပုံပြောနေတာမဟုတ်ဘူးနော်စာမေးပွဲကလည်းနီးနေပြီအောင်မဖြစ်မယ်မနစ်ကလို့ကြားလို့တော့မဖြစ်ဘူးဒါကြောင့်စာကိုနည်းနည်းအာရုံစိုက်နေတဲ့အချိန်ခြုံထဲကတော့တွေ့မြဲတွေ့မြဲလင့်ရင်နမ်းမြဲပေါ့တနေ့ဖြစ်ချင်တော့သူ့အမနှစ်ယောက်စလုံးရွာပြန်ဖို့ကိစ္စကပေါ်လာတယ်အမှန်ကသူပါလိုက်ပြန်ရမှာဒါပေမဲ့စာမေးပွဲကနီးနေတော့သူမလိုက်ဘူးအဲ့ဒါစာအုပ်ဆိုင်သွားရင်လမ်းမှာဇော ။ဘာလဲချို။မတ်တင်နဲ့မတ်တန်းတောက်ကြနေရွာပြန်ကြမယ်။တနင်္ဂနွေနေ့မှပြန်လာမယ်တဲ့။ဟေးဟုတ်လား။ဒါဆိုရင် ချိုးအိမ်မှာတယောက်တည်းပဲပေါ့။အင်းတယောက်တည်းဆိုရင်ညဘက်ချိုးမကြောက်ဘူးလား။ကြောက်ပါဦး။ဒါပေမဲ့ချိုးကြောက်ချင်အောင်ဆောင်းလိုက်မယ်လေ။အဲ့လိုပြုံးပြီးပြောတယ်။อืมโชจอกเดซอยินซอตอกจานี่ญะกระเดกะไอ้หูอ่องตั้นโนไอ้ซะตั้วแจ่เมตะนิงกุนนี่มาเปลี่ยนลาเมลุอะจองปะบีโชเนลานี่เมลี อืมကောင်းတယ်ဇောကအိမ်မှာစကြက်ချိုးကဇောကိုချက်ကျွေးမယ်ဘိုက်မှာကတ်နေတဲ့ချက်လားကျွန်တော်ကပြုံးဆဆနဲ့မေးတော့ तू ကပခုံးချင်းတိုက်ပြီးအဲ့ဒါပဲစားပြီးဘိုက်ဝရဲဆိုရင်တော့ချိုးချက်ရတာတက်တာတာဗောတဲ့ကျွန်တော်ချိုးကအဲ့လိုကျွန်တော်ကိုချက်တာတောက်ကြနေညလွယ်အိတ်ထဲအင်းကြီးနှစ်ဆောင်လောက်အပိုထက်ချက်ရမယ့်စာအုပ်တီထက်အိမ်ကိုအောင်တန်းတို့အိမ်စားစုချက်ရင်ဟိုပါပဲအိမ်မယ်တနင်္ဂနွေနေ့မှပြန်လာမယ်ဆိုပြီးထွက်လာခဲ့လိုက်တယ်စာမေးဘွယ်ကတလားကြော်ကြော်လောက်ပဲလူတော့တယ်လေ ိမ်ကတော့ငါသားဒီနေ့မအောင်ရင်တပီလုံးဘသူမှအောင်မှာမဟုတ်တော့ဘူးလို့ထင်လောက်အောင်ကိုစူးစမ်းပလိုက်တယ်။အိမ်ကြားလမ်းကပတ်ပြီးဘသူမှမမြင်အောင်အိမ်နောက်ပေါက်ကနေလှစ်ခနဲဝင်လိုက်တယ်။နောက်ဘေးပေါက်ကိုကိုယ့်ဟာကိုယ်ပဲပိတ်ပြီးချက်ထိုးလိုက်တယ်။ဂလောက်ကြက်ကြတဲ့နဲ့အတူခြေပြားလက်ပြားနဲ့နဲ့အေးသွားတယ်။မိဖို့ကြောင့်အပေါဝါကလွယ်ကလေးပိုက်လို့တက်လာတဲ့ကျွန်တော်ပုံစံကမြို့တကားမှမရောက်ဘူးတဲ့တောသားလေးဝုန်းကနေဘူချုပ်စည်းရှိကိုကြလာတဲ့ပုံတောင်ကြည့်မြောက်ကြည့်အခါပေါင်းထောင်တောင်းများစွာဝင်ထွက်ပူးတဲ့ဒီအိမ်ကိုဒီတခါလာရတာရင်အတုံဆုံးပဲ ကြည့်လိုက်တော့ချိုးကအိမ်ရှင်နှစ်ယောက်ထံကမှထိုင်လို့ချိုးဘေးဝင်ထိုင်လိုက်ပြီးချိုးလက်ကိုဆွဲကကျွန်တော်ရင်ဘတ်ပေါ်တင်မေးလိုက်ရင်တွေ့လားဇော်ရင်တွေအယမ်းခုန်နေတာချိုးကသူ့လက်ကိုကျွန်တော်ရင်ဘတ်ပေါ်မှာကတ်လိုက်ခွာလိုက်လို့ရင်อืมဟုတ်တယ်နော်တတိန်းတိန်းနဲ့ကလားဖျားဝက်လှဲ့နေတယ်လို့ပဲအဲ့လိုပြောမျိုးတွေပေါ့နန်းကျင်စရာကောင်းတာဆွဲဖက်ပြီးပါလေးကိုဘဲပြညာပြန်နမ်းပလိုက်တယ်ကျွန်တော်အပြစ်မဟုတ်ဘူးနော်နန်းကျင်လောင်သူ့ဘဲလောက်တာချိုးရောရင်မခုန်ဘူးလားခုန်တာပေါ့မခုန်မနေမလားမှန်းဆန်းဆိုပြီး သူ့ရင်ဘတ်ပေါ်နားလေးကပ်ပြီးနားထောင်ကြည့်လိုက်တယ်ဟေးဘာသမ်းမှမကြရပါလားချိုအသက်မှရှိသေးရလားမသိအရန်စိုးရင်သွားတယ်ဇော်ဇော်နားထောင်နေတာညာဘက်ကြီးနားကရင်ဘတ်ကမခွာပဲမသိဘူးလေရင်ခုန်တဲ့အရန်ကျရင်ညာဘက်ကလည်းကြားရမယ်ထင်လို့ပြောကောင်းဆိုပြီးရင်ဘတ်မှာကပ်နေတဲ့ကျွန်တော်ခေါင်းကိုသူ့လက်နဲ့ဖက်လာတယ်။သူ့ရင်ဘတ်နဲ့ထိနေတဲ့ကျွန်တော်ပါကသတင်းပို့လိုက်တယ်။အောက်ခံဘော်လီမဝစ်ထားဘူးတဲ့။နှုတ်အုံလေးကိုအောက်ကလက်နဲ့အသာပင့်ပြီ ပါးလေးနဲ့အပေါ်ကဖိလိုက်တော့ဒိတ်ဒိတ်ဒိတ်နဲ့တိုးတိုးလေးစကြရတယ်ညာဘက်ကကြားရပြီချိုရီကြားရအောင်သူ့လောက်တာကိုခေါင်းအတင်းဖက်လိုက်တယ်ခဏလေးနေတော့ကျွန်တော်သူ့ပေါင်ပေါ်ပလက်လန်လှဲချလိုက်တယ်ခြေရောက်ကကလထိုင်းလက်တန်းကန်ထားတဲ့ပုံစံမျိုးပေါ့ချိုကကျွန်တော်နှစ်ဖူးပေါ်ကသပင်လေးတွေကိုပုတ်ကစားရင်စာရီကြက်ပြီးပြီလားอืมတော်တော်များများတော့ကြက်ပြီးပါပြီဒါဆိုဒီနေ့ကျင်းနေပါအောင်ပြီပေါ့อืมထင်တာပါပဲအောင်မဖြစ်မဲချိုရမြ мян ចောင်းပြီးမြ мян အလုံးလုံးမှချိုနဲ့မြ мян အတူတူနေရမှာ ဇောကဘာအလုပ်လုပ်မှာမို့လို့လဲ음ဇောကဆယ်တန်းအောင်ပြီးရင်ဘော်တနီယူမယ်ပြီးရင်ဘကိုးမျိုးပြင်ရန်ကုန်လမ်းမကြီးပေါ်မှာမိမိကိုချန်တချန်ဝယ်ခိုင်းမယ်ပြီးတော့တစ်ခွားတို့နှင်းစီတို့ပန်းနေမျိုးစုံစိုက်စားမယ်ချိုကြိုက်လား음ကြိုက်တယ်ဒါဆိုရင်ချိုကဇောပန်းကြံကြီးထဲမှာပန်းပြင်မာလေးလှုပ်မယ်အင်းဟုတ်ပြီဇောကပန်းပြင်မာလေးဝိရီကိုစုံမဲ့ပြားပြင်ကြီးလှုပ်မယ်ပြပြဆူဆူနဲ့ကျွန်တော်ထပြီးပန်းပြင်မလေးကိုပြားပြင်ကြီးကအိတ်ခမ်းနဲ့ခြီသွားပါတော့တယ်အမဲအဲ့ရလေးကတန့်လို့ပြန့်လို့ ခါတိုင်းဒီအခန်းထဲရောက်ဖူးပါတယ်ဒီအိယာကရှုပ်ပွားဆုံးအိယာပေါ်ချပြီးသူ့ဘေးနားမှောက်ရဝင်အိတ်လိုက်တယ်လက်တစ်ဖက်ကသူ့ကိုယ်လုံးလေးကိုဆွဲဖက်ပြီးကျွန်တော်မျက်နာကသူ့မျက်နာကိုအုပ်မိုးလိုက်တယ်နှစ်ဖူးလေးကိုကျွန်တော်နှခမ်းကရှုပ်ခနဲနန်းနေမျက်လုံးလေးကိုနှကောင်းလေးနဲ့ဘဲတစ်ခါညာတစ်ခါနန်းလိုက်တော့မျက်လုံးလေးပိတ်သွားတယ်ပြန်ကိုပွင့်မလာတော့ဘူးပွင့်လာတာကနှခမ်းဖူးဖူးလေးတစ်စုံလောဘကြီးကြီးပဲတစ်စုံလုံးကိုပါဇက်နဲ့ငုံလိုက်တယ်ပြီးမှအပေါ်နှခမ်းလေးကိုပြန်လှုပ်ပြီးအောက်နှခမ်းလေးတစ်ခုကိုပဲတီးတန်လေးဆုပ်ထားလိုက်တယ် သူ့လက်နှစ်ဖက်ကကျွန်တော်လေတိုင်ကိုတိုင်းဖက်လာတယ်ကျွန်တော်လဲလက်တစ်ဖက်ကသူ့လေတိုင်အောင်ရှိုးလိုက်တယ်လက်တစ်ဖက်ကသူ့ဝက်ထားတဲ့ blast အင်ကြီးပေါ့ပွားလေးအောက်ကိုဝင်ရောက်ပြက်ွယ်သွားတယ်အောက်နှကန်းကိုစုပ်နေတာလေးကိုခဏအနားပေးရင်ကျွန်တော်နှကန်းတစ်စုံလုံးကသူ့နှကန်းကြားထဲတိုးဝင်သွားပြီးပုန်းနေတဲ့ရှာလေးကိုဆွဲထုတ်လာတယ်ရှာလေးကိုဖောက်ဖောက်လေးစုပ်ရင်ရှာရှာချင်းတို့ထိကစားနေကြတယ်အင်ကြီးအောက်ကိုဝင်သွားတဲ့လက်ကအမောင်ထဲမှာစမ်းတဝါဝါနဲ့ရှေ့တိုးသွားတာပထမမုံမုံဖောင်းဖောင်းအရာလေးတစ်ခုကိုသွားထိတယ် ထိတ်လေးထိတက်သွားတော့အသီးသေးသေးလေးတစ်လုံးကိုသွားဆက်မိတယ်။နူးဤနေတဲ့မူးဟောဖောင်းဖောင်းလေးကိုအသာပုတ်ရင်အသီးလေးကိုလက်ညိုးနဲ့လက်မကညှက်ပြီးဘာလေးလဲလို့စူးစမ်းလိုက်တော့ဇော်ရဲတဲ့တကယ့်ကိုတိုးတိုးလေးလက်ကဟာလေးကိုဆန်းကြည့်လိုက်ဒီဘက်ကိုလာပြန်ဆန်းလိုက်နဲ့လက်တစ်ဖက်တည်းနဲ့အလုံးရှုံနေတော့တာပါပဲ။ချစ်တယ်ချိုးရဲအရန်ချစ်တာပဲ။ပါဇက်ကတဖောက်ဖောက်ပြောရင်လေတိုင်းလေးကိုနှကန်းလေးနဲ့ဆုပ်လိုက်တယ်။လေတိုင်းအောက်ကတိုင်းဖတ်ထားတဲ့လက်ကိုဆွဲနှုတ်ပြီး blouse အင်ကြီးလေးကိုအပေါ်ဆွဲတင်ပေးလိုက်တယ်။ ကျွန်တော်လေတိုင်းကိုတိုင်းဖတ်ထားတဲ့ချုပ်လက်နှစ်ဖက်ကအလိုက်တသိပဲမြောက်ပြီးတော့ရှော့ရှော့ရှူရှူပဲအင်ညီယာကိုနဲ့ကွာသွားတယ်။မုံမို့ဖောင်းဖောင်းလေးနဲ့အလုရှုပ်နေတဲ့လက်ကလည်းကိုရယ်လီ။အိုးလှလိုက်တာချိုရဲ့ကျွန်တော်လည်းဘလို့မှမအောင်နိုင်တော့ဘူး။မှောက်နေတဲ့ကိုကချို့ပေါ်လှမ်းတက်တော့ချိုကပေါင်နှစ်ဖက်ကိုကားပေးတယ်။ကျွန်တော်ဝတ်ထားတဲ့အင်ညီကိုခေါင်းကနေဆွဲချွတ်ပလိုက်တယ်။အဝတ်မဲ့နေတဲ့ခန္ဓာကိုယ်နှစ်ခုထက်ရက်လေးကျသွားတော့ဣထွေးနေတဲ့ရင်သားတစ်စုံကကျွန်တော်ရင်သားနဲ့ထိကက်နေရတာပါပဲ။ လက်နက်ဖက်ကချို့ချိုင်းကြအောက်ကတိုင်းဖက်လိုက်တော့ရင်သားလေးကကော့လာတယ်ကျွန်တော်နှကန်းကမနေနိုင်ဘူးကော့လာတဲ့ရင်သားလေးပေါ်ကညီညူညူနို့သည်တတိလေးကိုလှမ်းဆို့လိုက်တယ်တဟင်းဟင်းနဲ့ချို့စီကညီညူတန်တိုးတိုးလေးထွက်လာတယ်နှကန်းကနိုသီးလေးတွေမကပဲနို့အောင်ဘေးပတ်ပတ်လေးကိုပါပုတ်ကစားတော့ချို့စီကအတန်လေးတွေတိတ်သွားလိုက်ထွက်လာလိုက်နဲ့တလှည့်စီစိတ်ကြိုက်ကစားပြီးတော့နှကန်းကနို့ချားကိုဗဟုပြုတ်ပြီးတရွရွအောက်ကိုစုံစင်းလာတယ် ်ချိုဟာကျွန်တော်ခေါင်းပေါ်ကသပင်းတွေကိုပုတ်လို့စုံစင်းလာတဲ့နောက်ကိုဖတ်ထားတဲ့လက်ကပါလာတော့လက်ပေါ်ရောက်တဲ့ချို့ကိုလေးကကော့ကော့လာတယ်။ဖိုက်သားလေးပေါ်ကိုနှခမ်းရောက်လာတော့ဖိုက်သားကိုနှခမ်းလေးနဲ့သာမကနှာခေါင်းနဲ့ရောပါးနဲ့ပါပုတ်ကစားပေးနေလိုက်တယ်။ချက်လေးပေါ်ကိုပါဇက်တီးပြီးရှာနဲ့ထိုးကစားလိုက်တော့တအင်းအင်းဆိုပြီးတွန်းနေလက်တစ်ဖက်ကချို့ကြောအောက်ကအသာထုတ်ပြီးခက်လျှော့လျှော့ဖြစ်နေတဲ့ထမိန်စာလေးကိုဖြေးလိုက်တယ်။အဲ့လိုဖြေးလိုက်ရောချို့လက်ကကျွန်တော်သပင်တွေကိုစုပ်ဆွဲလာတယ်။ထမိန်စာကိုဖြည်းဖြည်းလေးအောက်ကိုဆွဲချလိုက်ပြီး ချို့ပောင်တစ်ဖက်ကိုထမိန်ကြားတွေကဆွဲထုတ်လိုက်တယ်။ခြေထောက်တစ်ဖက်ကအလိုက်တင်လေးပဲကွေးပြီးထွက်လာတယ်။အသားလေးဘေးကိုကားပြီးဖွေးနေတဲ့ပောင်အတွင်းသားလေးပေါ်မျက်နှာအပ်လိုက်တယ်။နှာခမ်းနဲ့နှာခေါင်းကအထက်အောက်ဆုံဆန်ပုတ်ကစားတော့ရှာကလည်းသူ့လဲပါမယ်တဲ့။ချို့ကကျွန်တော်စပင်ကိုတင်းတင်းဆုပ်ရင်းကိုကတွန့်လိုက်ကော့လိုက်နဲ့ထမိန်ကြားတွေကနောက်ခြေတစ်ဖက်ကိုဆွဲထုတ်လိုက်ပြီးစောစောကလိုပဲကွေးကွေးလေးဖြစ်နေတဲ့ပောင်အတွင်းသားလေးပေါ်မျက်နှာအပ်လိုက်ပြန်တယ်။ ဆော့ဆော့ကလိုစုံစမ်းဆွဲရင်ကျွန်တော်လက်နှစ်ဖက်ကပေါင်ရင်းအောက်ကရှူပြီးသပင်းလေးကိုဆွဲနေတဲ့ချို့လက်ကလေးကိုစုပ်ကင်လိုက်တယ်။ခေါင်းထောင်ပြီးမျက်စိရှိတက်တဲ့ကိုကြည့်လိုက်တော့အမွှေးနုနုလေးတွေရဲ့ကားနေတဲ့နှကန်းသားနှစ်ဖက်ကြားကနီတာတာလေးပြူးနေတဲ့အစ်စ်လေးကိုမြေဖျားခံပြီးဒစိမ့်စိမ့်နဲ့စီးကျနေတဲ့အရေကြီးလေးတွေရဲ့မျက်စိရှိမှအတိုင်းသားဘာမှစဉ်းစားမနေတော့ဘူးအဲ့ဒီနီတာတာလေးကိုလှမ်းကုန်လိုက်တယ်။စုပ်ကင်ထားတဲ့ကျွန်တော်လက်ကိုအတင်းညက်ပြီးခြေပြားနှစ်ဖက်ကခရင်ကိုထောက်လို့တင်မကကြွတ်တက်လာတယ်။ ပါဇက်ကလည်းတဟင်းဟင်းနဲ့အဖျားတက်တယ်လို့ညင်းနေတယ်။ရှာလေးနဲ့အဲ့ဒီနီတာတာလေးကိုပုတ်ကစားလိုက်တဲ့အခါမှာတော့ကော့ထားတဲ့တင်မကအထက်အောက်ပြောင်းဆန်နေအောင်ရမ်းနေတော့တာပါပဲ။ပါဇက်ကလည်းတဟင်းဟင်းနဲ့အဖျားတက်ရုံမကတော့ဘူး။ဦးလိုလိုအိုးလိုလိုအတန်မျိုးပါပါလာတယ်။ကျွန်တော်လည်းသူ့ရမ်းနေတဲ့နောက်ခေါင်းလိုက်ရင်ရှာကတခြားလုံးကိုနေရာလက်မကျန်အောင်ပုတ်ဆွဲနေလိုက်တယ်။ခဏလေးနေတော့သူတော်တော်မောသွားတယ်။ရမ်းနေတာတွေရက်ပြီးတင်မလေးကဂရင်မော်ကိုနေရာတကျပြန်ကျသွားတယ်။ အဲ့ဒီတော့မှကျွန်တော်လဲပေါင်အောက်ရှူထားတဲ့လက်ကိုထုတ်ပြီးတဖြည်းဖြည်းနဲ့အပေါ်ကိုပြန်ဆန်တက်လာတယ်။ချို့ပါပြီမျက်နှာအပ်ပြီးတော့ချို့ဇော်ရင်ချစ်လိုက်ရင်ချစ်တယ်ဇော်ရင်အရန်ချစ်တယ်ကောင်းရောကောင်းရဲ့လိုက်ရင်ကောင်းလိုက်တာဇော်ရင်ချို့ဘာမှမသိတော့ဘူးမောတဲ့အတန်လေးနဲ့ကျွန်တော်လဲအရန်တင်းမာနေတဲ့ကျွန်တော်လီးကိုချို့အပေါဝါကိုတိတ်လိုက်တယ်။အဝမှာအရေတွေနဲ့ချောကြည့်နေရပဲအကွဲချောင်းလေးတစ်ချောင်းတစ်ချက်လောက်ပုတ်ဆွဲပြီးဖြည်းဖြည်းလေးစိုက်ချလိုက်တယ်။ဒင်းမြုပ်ယုံလေးဝင်သွားတယ်လို့တော့ထင်တာပဲ။ ချို့မျက်နာလေးနည်းနည်းမဲ့သွားတယ်အတန်တော့မထွက်ဘူးထက်ဆွဲလိုက်တယ်ပြီးတော့အตาလေးပြန်ဖိချလိုက်တယ်ချောကနဲ့တဝက်လောက်ဝင်သွားတယ်လို့ထင်တာပဲချို့ပစက်ကအကနဲ့အတန်တခုထွက်လာတယ်ချို့ကိုလက်တစ်ဖက်ကလယ်မင်းအောက်ကတိုင်းဖက်ပြီးလက်တစ်ဖက်ကနှစ်ဖူးပေါ်ကသပင်လေးကိုတတ်ပေးရင်းနဲ့ချို့နာသွားလိုက်ရင်อืมနည်းနည်းဆိုပြီးကျွန်တော်ကြောကိုတင်းတင်းလေးဖတ်ထားတယ်ကျွန်တော်ပြန်ဆွဲမထုတ်တော့ဘူးထပ်ထိုးချလိုက်တယ်ကြပြိုင်နေလို့လို့ပါပဲနှစ်ဖူးကသပင်ကိုတတ်နေတဲ့လက်ကကြောအောက်ကိုရှို့ပြီးအတင်းဖတ်လိုက်တယ် အီးကနဲ့အတန်ရှိတစ်ချက်ထွက်သွားပြီးကျွန်တော်ကိုတအားဖတ်ထားပါလေရောကျွန်တော်လည်းမလွတ်တော့ဘူးဒီတိုင်းငြိမ်ငြိမ်လေးပဲစိုက်ထားလိုက်တယ်ညှင့်အားနည်းနည်းယော့သွားတော့မှကျွန်တော်ကိုယ်ကိုအပေါ်ကနေနည်းနည်းလှုပ်ကစားကြည့်တယ်ခဏလောက်နေတော့တဟင်းဟင်းနဲ့အဖျားပြန်တက်လာတယ်တအားလေးပြန်ဖတ်လာတယ်အဲ့လိုအချိန်ရတော့မှသူ့ခြေတချောင်းကိုဆွဲပင့်ပြီးကျွန်တော်တင်မကရှေတိုးနောက်ဆုံးနဲ့စီးချက်မှန်မှန်လေးလုပ်ငန်းစတော့တယ်ဟင်းဆိုရင်မလေးမနာရမဲအော်ရင်ခေါင်းကိုရမ်းနေတာပါပဲ ျွန်တော်လဲသူ့ကိုကြည့်ရင်းနဲ့ဘလို့မှထိမထားနိုင်ဘူး။အာအာကျင့်နေစော်ရဲ့။အာကျင့်နေ။နားလဲနားတယ်။အာအာစော်ရဲ့ဆိုပြီးကျွန်တော်လဲအရေတွေပန်းထွက်။သူလဲငြိမ်ကြသွားတော့တာပါပဲ။တယောက်စလုံးမလုံမရှက်နဲ့တယောက်နဲ့တယောက်ထပ်ပြီးဖတ်ထားတာအတော်ကြာတယ်။တော်တော်လေးကြာမှာကျွန်တော်ထထိုင်ပြီးခရင်ခေါင်းမိုးပေါ်တင်ထားတဲ့ချင်းအောင်ကိုချချင်းရင်းကခြီဆောင်ပါလေးကိုလှမ်းဆွဲပြီးနှစ်ယောက်တူတူခြုံကချို့ကိုရင်ခွင်ထဲသွင်းပြီးအိတ်တော်တာပါပဲဘလောက်ကြာအောင်အိတ်ပြော်သွားတယ်မသိ နိုးတော့ဘေးနားမှာအိတ်နေတဲ့ချို့ကိုလှမ်းကြည့်လိုက်တော့ချို့လဲမျက်လုံးဖွင့်ကြည့်တာနဲ့စုံနေ။တပြိုင်တည်းအတူတူနိုးလာကြတယ်။စော်အိတ်ပျော်သွားတဲ့ချို့ရဲ့ဆိုတော့ချို့လဲအိတ်ပျော်သွားတာပဲတဲ့။ချို့ကိုတင်းတင်းလေးဆွဲဖက်ရင်ဘဏ္ဍာရီထိုးပြီလဲမသိဘူးဆိုတော့ချို့ကချင်းအောင်ပြင်ပခေါင်းထွက်ပြီးနယံကနာရီကိုကြည့်တယ်။၁၂နာရီ၁၀မိနစ်လူကလမ်းဆန်းနေတယ်။တအိမ်လုံးလဲမီးတွေထိန်းလို့အိတ်ရှိရမီးတော့မပိတ်ရသေးဘူး။ကျွန်တော်ပြောတော့အင်းဟုတ်တယ်ချို့ရေသွားဆေးရင်နဲ့မီးသွားပိတ်လိုက်အောင်မယ်နော်။စော်ရောအင်းစော်လဲရေဆေးလိုက်အောင်မယ်။ ပြီးမှချိုးအားကြည့်လိုက်တော့ကျွန်တော်ကဆက်ပြီးပြန်အိပ်မယ်လို့ပြောမလို့ပါကိုလိုရဆွဲမတွေ့နဲ့နော်ဇော်နော်ပြောပြောဆိုဆိုနဲ့ကလေးမောကသူ့ထမိန်လေးတဲ့ခြေောက်ကိုပြန်သွင်းနေကျွန်တော်လဲလုံကြီးကိုပြန်ကောက်ဝစ်လိုက်တယ်ကိုဟာကိုငုံကြည့်လိုက်တော့ခက်ညူညူအရာတွေကခြောက်ပြီးကတ်နေတယ်อืมကြားမှုတာမှန်နေပြီထင်တယ်အခန်းပြင်ရောက်တော့သွားဇော်အရင်သွားဆေးကြေးဆိုပြီးတွန်းလှတ်တော့ကျွန်တော်အိမ်နောက်ကရေကပင်ကိုဆင်းပြီးရေဆေးလိုက်တယ် ကျွန်တော်ပြန်တက်လာတော့ချိုးကအိမ်ရှိကမီးတွေပိတ်လိုက်အောင်ဆိုပြီးထမင်းရင်ရှားနဲ့ရေကပြင်ကိုဆင်းသွားတယ်။မီးပိတ်ပြီးအိမ်ခန်းဝကချိုးကိုစောင့်နေတော့ချိုးကကွတ်တက်ကွတ်တက်နဲ့ရေကပြင်ကနေပြန်တက်လာတယ်။ဟင်းဘာဖြစ်လို့လဲချိုးဆက်လိုက်ကြစောရဲ့ပြဲသွားပြီထင်တယ်ဒုက္ခပါပဲ။ဟုတ်လားပြစမ်းမအောင် တော်တော်များသွားလား။လာဂရင်ပေါ်မှာကြည့်ပေးဆိုပြီးကွတ်တက်ကွတ်တက်နဲ့ဂရင်စီးတို့လှမ်းလာတယ်။ကျွန်တော်လည်းဂရင်မော်ရောက်တော့ဂရင်မော်ထိုင်ပြီးထမိန်လေးကိုဖြည့်ချပေါင်နှချောင်းကိုကားပြတယ်။ထိုင်နေတော့တေချာမမြင်ရ ချိုးနည်းနည်းလှဲချလိုက်မမြင်ရဘူးဆိုတော့လှဲချလိုက်တယ်တထောင်စစ်လေးထောက်ရင်ခေါင်းကထောင်လို့သူ့ပေါင်လေးနှစ်ဖက်ကိုနည်းနည်းကားပြီးနှကန်းသားလေးကိုဖျဲကြည့်လိုက်တော့ဟုတ်တယ်အောက်နားမှာနေပြီးတော့နည်းနည်းလေးပြဲသွားသလိုဒဏ်ရာလေးတစ်ခုလက်ညိုးလေးနဲ့အသာတိုးကြည့်လိုက်တော့အာဆက်တယ်တဲ့တေးကြပြီးပြဲသွားတာဟုတ်တယ်ချိုးနည်းနည်းလေးပြဲသွားတယ်ဆိုရင်ရင်ထဲမှာချို့ကိုတနာသွားတယ်တနာစိတ်နဲ့အတူဝင်လာတာကကျင်နဲ့ပီတီစိတ်လေးတစ်ခုဘလို့မှန်းတော့မသိချိုးအရန်နာနေလိုက် อืมနားတော့နားတယ်အရန်တော့မဟုတ်ဘူးလမ်းရှောင်ရင်ဆက်နေတယ်လာလာလာခြေထောင်ထဲဝင်မရှောင်နဲ့တော့မနှက်ကြရင်ကောင်းသွားမှာပါချိုးကခြေထောင်ထဲလှမ်းဝင်ရင်မီးပိတ်လိုက်အောင်တော့ဟိုမှာညားရီမီးခလုတ်ဆိုပြီးလမ်းညှိုးထိုးပြရတယ်ညားရီမီးခလုတ်ကိုဖွင့်ပြီးမီးကြီးကိုပိတ်လိုက်တယ်ပြီးတော့ကျွန်တော်လည်းခြေထောင်ထဲဝင်လိုက်တယ်ချို့ဘေးနာအတင်းတို့ကပ်ပြီးချို့ချုံနားတဲ့ဆောင်ထဲကိုကိုအတွင်းရင်ချို့ကိုတင်းတင်းဖက်လိုက်တယ်ချို့ဇော်ချို့အရန်ချစ်တယ်ချို့ရဲ့ချို့လဲဇော်အရန်ချစ်တယ်ဆိုပြီးချို့ကကျွန်တော်ကိုပြန်ဖက်လာတယ် အထီတွေ့ကြောင်ကျွန်တော်ဟာလေးကလည်းပြန်ထောင်လာတယ်။ချို့ခွာထားတာဆိုတော့ထောင်လာတဲ့ဟာလေးကချို့ကိုသွားထိတယ်။ဒါကိုသတိထားမိသွားတဲ့ချို့ကစော်ရဲချို့ကြောက်တယ်တဲ့။စော်စော်ကကြောက်တယ်လို့တခုံးမှမစော်ခဲ့တဲ့ချို့ကအခုနားလို့ထင်ပါရဲ့။ကျွန်တော်လည်းချို့လက်ကလေးကိုကင်ပြီးကျွန်တော်ဟာလေးပေါ်တင်လိုက်တော့ချို့ကတတလေးစုပ်ပြီးကြောက်စရာကြီးစော်ရဲ။ဒါကြောင့်ချို့ပြဲသွားတာနေမှာမဟုတ်ပါဘူး။ချို့ကလည်းပထမဆုံးအကျိန်ဆိုဒီလိုပဲဖြစ်တတ်တာပဲ။အင်းချို့လည်းသိပါတယ်စော်ရဲ။အော်ဒါနဲ့ ။မရက်ပြန်ဇော်ဈေးတဲသွားပြီးဈေးဆိုင်မှာချို့အတွက်ဈေးသွားဝယ်ပေးအောင်နော်။ဘာဈေးလဲဆိုချို့ကကျွန်တော်လက်ကိုဆွဲပြီးသူ့ပိုက်ပေါ်လှမ်းတင်ရင်ဒါလေးမကြည့်အောင်လို့ပကွက်ကွင်းဝင်းကြီးကိုသဘောပေါက်သွားတယ်။အော်တော်တော်တုံးနေငါပဲ။ဈေးနမဲချို့တိလား။အင်းတိတယ်။ကျူရှင်စာအုပ်နောက်မှာမှတ်ထားတယ်။ထဲထဲကိုမေးထားတာ။ထဲထဲဆိုတာဟိုတခါချို့အိမ်မှာအခွေယူလာပြီးကြည့်ရတဲ့ယောက်လား။အင်းသဘောပေါက်သွားတယ်။ကျွန်တော်ထပ်မမေးတော့ချို့နှခမ်းလေးကိုလှမ်းဆုပ်လိုက်တယ်။ချစ်လိုက်တာချို့ရဲ့ ချိုဟာကျွန်တော်ကြောကိုပို့ရင်ကျွန်တော်နန်းသမျှခံတယ်တုံပြန်လာတယ်ခဏလေးကြာတော့ချိုရဲ့ဇော်လေးချိုနန်းတာခံခြင်းနဲ့တိုးတိုးလေးဆိုတော့ချိုဟာကျွန်တော်ကိုပေါ်လှမ်းတက်တယ်ကျွန်တော်ကအလိုက်တင်လေးကိုရွှေ့ပေးတယ်အဝိမဲ့ခန္ဓာကိုနှစ်ခုကတဖြည်းဖြည်းနဲ့ဆန့်ကျင်မဲ့အရက်စီဥတီသွားနေကြတယ်ကျွန်တော်ကတဖြည်းဖြည်းနဲ့အပေါ်တိုးတက်ပေးရင်ချိုဟာကျွန်တော်ကိုအပေါ်ပိုင်းကိုသူ့နှာခမ်းနဲ့နမ်းရင်အောက်ကိုတဖြည်းဖြည်းဆင်းလာတယ်ညအိမ်မီးအောင်မှိမ့်မိန်အောင်မှာနှစ်ယောက်စလုံးညင်းညူတန်တက်တက်တဲ့နဲ့လောကကြီးကိုမေ့နေကြတယ် နွေးကနေခံစားလိုက်ရတဲ့အရသာနဲ့အတူကျွန်တော်ဟာလေးဆူဆွတ်နေတဲ့နှခမ်းလွာကြားထဲဝင်သွားတယ်ဆိုတာသိလိုက်ရတယ်။တခါမှမခံစားဘူးတဲ့အရသာနဲ့အတူကျွန်တော်ပါစက်ကအာကောင်းလိုက်တာချိုရဲ့ကျွန်တော်ကိုကကော့တက်လာတယ်။အရင်ပိုင်းကိုလက်နဲ့အသာထိန်းရင်ဝင်သလောက်ထိတ်ဖျားလေးကိုချိုဆုပ်ပေးနေလေရဲ့။စုပ်နေရင်းနဲ့စေးစေးလေးပြန်ဆွဲထုတ်လိုက်ပြန်ငုံပြီးစုပ်လိုက်နေရှာလေးနဲ့ထိတ်လေးကိုပုတ်လိုက်ချိုးစိတ်တိုင်းကြကစားနေလေရဲ့။ကောင်းလိုက်တာချိုရဲ့အာအာကောင်းလိုက်တာကျွန်တော်မနေနိုင် ဆော့ဆော့ကချို့ကိုကျွန်တော်ပြုတ်မိသည်များဝစ်လိုက်နေသည်အေးလေဒီလိုဝစ်မျိုးကတော့ဆဲကပြန်လိုက်ဆမ်းပါစီတော်တော်လေးကြာကြာချို့အားရပါရဆုပ်အပြီးမှာတော့ဇောချို့လှုပ်ပေးုံတော့ဆိုပြီးကျွန်တော်ဘေးကိုလှဲချလိုက်တယ်ကျွန်တော်လဲချို့ပောင်ကြားတဲ့ဒူးထောက်ထိုင်လိုက်ရင် ထောင်ထားတဲ့သူ့ခြေထောက်ကိုပခုံးမော်တင်လိုက်တယ်အပေါဝါတိတ်ရင်ဖြည်းဖြည်းလေးထိုးထည့်လိုက်တယ်ဆော့ဆော့ကလိုပဲနည်းနည်းလေးဝင်သွားလိုက်ပြန်ဆွဲထုတ်လိုက်နေညင်ညင်တာတာပဲဖြည်းဖြည်းချင်းတွင်းနေတယ်ချွဲကြည့်နေတဲ့အရေးတွေကရှော့ရှော့ရှူရှူဖြစ်အောင်ကူညီပေးတယ်လေ ချုံမျက်နှာလေးကိုလှမ်းကြည့်လိုက်တော့မျက်စီကိုမှိတ်ပြီးအောက်နှာခမ်းကိုအသာကိုက်လို့ကာမအရသာအပြေဝခံစားနေပုံပဲအဆုံးထိဝင်သွားတော့ချိုကအထဲကနည်းနည်းအောင့်နေစောရင်နည်းနည်းလျှော့တော့တဲ့အင်းဆိုပြီးအဆုံးထိတအားမထိုးပဲအလိုက်တင်လေးပဲစောင့်မိလိုက်တယ်တိတ်မကြပါဘူးအင်းအင်းကောင်းလာပြီစောအရန်ကောင်းလာပြီတွတ်တွတ်လေးစောင့်မိပါအဲ့လိုပြောတော့ကျွန်တော်လည်းအားရပါးရစောင့်လိုက်တော့အာအာနားရနားရနည်းနည်းလျှော့နည်းနည်းလျှော့အဲ့လိုနဲ့ရှိန်နည်းနည်းလျှော့လိုက်တယ်အာအာကောင်းတယ် မရန်ကောင်းနဲ့တော်တော်လေးတော်တော်လေးကျွန်တော်သဘောပေါက်သွားတယ်အတင်းအဆုံးထိမသွင်းပဲတော်တော်လေးစောင့်မိလိုက်တော့အင်းအင်းကောင်းနဲ့ကောင်းနဲ့အာအာထွက်ကုန်ပြီထွက်ကုန်ပြီဆိုပြီးအဲ့လိုချိုးအရန်ကောင်းပြီအရန် feeling တက်နေတာမြင်နေရတဲ့ကျွန်တော်လည်းမနေနိုင်တော့ဘူးသူလည်းထွက်ကုန်ပြီလဲပြောရောကျွန်တော်လည်းအေးပန်းထွက်ရောချေပြက်လက်ပြက်ပါပဲပခုံးမော်တင်ထားတဲ့သူ့ခြေရောက်ကိုဂရင်မော်ပြန်ချရင်သူ့ကိုယ်ဘော်ကိုမှောက်ချလိုက်တော့တယ်ချိုးကသူ့ကိုယ်ဘော်ကြလာတဲ့ကျွန်တော်ကိုယ်ကိုတင်းတင်းကြီးလှမ်းဖက်ထားလိုက်တဲ့တည်း ဘာပဲပြောပြောရတဲ့အခွင့်အရေးကိုတော့အပြည့်အဝယူလိုက်တယ်လို့တော့ခမားတို့မထင်စေချင်ဘူးမနက်စောစောဝီလီဝီလင်းမှာနှစ်ယောက်သားအိတ်ချင်မှုတို့နဲ့တအီးတအဲအဲမျက်စိမဖွင့်ပဲချစ်ဖြစ်တဲ့လင်းဆွဲလေးဆိုတာဘလောက်ရတာရှိတယ်လဲဆိုတာကြုံမှုတဲ့သူတွေဆိုသိကြမှာပါအသေးစိတ်ကိုတော့စာမဖွင့်တော့ပါဘူးအိတ်ချင်မှုတို့ကြီးဆိုတော့ကျွန်တော်လည်းတေချာမမှတ်မိတော့လို့ပါမှတ်မိတဲ့လောက်လေးကလူကမျက်စိလည်းမဖွင့်ချင်းတောင်ကလည်းအရန်တောင်နေဆိုတော့ဘေးတိုင်လေးအသားလေးသွင်းပြီးဖြည်းဖြည်းလေးစောင့်လိုက်ခဏလေးနှက်နေလိုက်တအင်းတဲနဲ့နှစ်ယောက်သားတိုးတိုးဖက်လိုက် တရင်လေးဝင်လာတော့ပြန်ဆောက်လိုက်နဲ့ပေါ့ဗျာအဲ့ဒီအရသာလေးကတော်တော်ကောင်းတယ်ဗျအချိန်နဲ့တော်တော်ကြာတယ်ပြီးတော့နှစ်ယောက်သားဖက်လျက်ပြန်နှက်နေလိုက်ကြတာနိုးတော့9နာရီကျော်ပြီစောထတော့လေကွယ်9နာရီကျော်နေပြီအဲဟုတ်လားဆိုပြီးလက်ကချို့ကိုလှမ်းအဖက်ဟိုးဟိုးဆရာကြီးနောက်တစ်ခါဆိုမနှက်စာငတ်တော့မယ်ချို့ဈေးသွားမှဖြစ်မယ်တော်ကြဈေးကွဲသွားလိမ့်မယ်ဟုတ်တယ်ကျွန်တော်တို့ရက်ကွက်နာဈေးကမနှက်ဘဲစီတယ်၁၇နာရီလောက်ဆိုဈေးကွဲပြီးဘာမှမကြံတော့ဘူးရေခဲတက်တာမရှိတဲ့ရက်ကွက်မို့လို့အိမ်တိုင်းကမနှက်ဈေးသွားကြရတယ် အဲ့ရကထပြီးအိမ်သာတက်ပြီးတော့နှစ်ယောက်တူတူရေကပြေမှာမျက်နှာတက်သွားတိုက်အဲသွားဖို့တံမပါမလားလို့ချို့သွားဖို့တံကိုပဲယူသုံးပြီးကမန်းကလန်းချို့ဖြော်ပေးတဲ့ကော်ဖီကိုတောက်လို့ဇိမ်မဲမိမရနေတယ်လို့ပဲဒါကြောင့်ယောက်ျားတွေဘာလို့မိမယူလဲဆိုတာသဘောပေါက်သွားတော့တယ်ဇော်ချို့ဈေးသွားအောင်မယ်ဇော်လည်းချို့အတွက်ဈေးသွားဝယ်ပေးအောင်ဒီမှာဈေးနမယ်ဆိုပြီးစာအုပ်နောက်ကျောကစုပ်ထားတဲ့စာရွက်လေးလှမ်းပေးတယ်အင်္ဂလိပ်လိုရေးထားတာဆိုတော့စူးစမ်းဖတ်မနေတော့ပါဘူး အဲဆေးဆိုမှညချိုပြဲသွားတဲ့ကိစ္စခေါင်းထဲရောက်လာတယ်။ချိုရောဘလို့နေသေးလဲ။နာသေးလား။အနာပဲနေမလား။တညာလုံးဇော်ကနားမမနာတာ။အခုတော့လမ်းလျှောက်ရင်ကွတ်တော့ကွတ်တာကြီးဖြစ်နေမလားမသိဘူး။ဒါဆိုဇော်ကိုရှောက်ပြလေဆိုတော့ချိုကထိုင်ရမှထပြီးအိမ်ရှိမှအိမ်နောက်ဆန်းလျှောက်ပြတယ်။ကျွန်တော်ကကော်ဖီခွက်လေးကင်ရင်ချိုလမ်းလျှောက်ပုံကိုရှူစားတော်မူပြီးတကလား။อืมမတိမတာလေးပါပဲကြည့်လို့တော့ကောင်းသားချိုရချိုကမျက်စောင်းထိုးသည်ကဲကိုရောတောက်ပြီးနောက်ဖေးပေါက်ကထွက်ချိုဈေးသွားတာတနားလောက်ကြာမယ် ပြန်လာရင်နောက်ဖေးပေါက်ဖွင့်ထားမယ်။ဟုတ်ကဲ့လို့ပြောင်းချော်ချော်ပြောရင်ချုပ်ပါလေးကိုရှုပ်ခနဲနမ်းပြီးနောက်ဖေးပေါက်ကနေလှစ်ခနဲထွက်လိုက်သည်။